မင်္ဂလာပါမင်္ဂလာပါ Going Buyer YouTube Channel နဲ့ TikTok Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့တွေတောက်ကြစနေတနင်္ဂနွေနေ့မှာဒါညီကိုရေးအဆင်ပြေကြရဲ့လားအဲအဆင်ပြေတဲ့လူလည်းဆင်ပြေပါလိမ့်မယ်အဆင်မပြေတဲ့လူကလည်းမပြေဘူးပေါ့နော်ဟုတ်ပြီဗျာအဲ့တော့ ကျွန်တော်တို့ညကကျွန်တော်ရဲ့ရွေးချယ်မှုတပွဲကောင်းလေး YouTube တက်တော့တပွဲကောင်းလေးလီဗာပူးပေါ်ကြီးလေးပေးခဲ့တဲ့အဆင်မပြေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီနေ့မှလည်းဒါကျွန်တော်တို့ကတော့ဒါကျွန်တော်ရဲ့ကျွန်တော်ကိုအားပေးနေတဲ့ညီကိုတွေတို့ကတော့တာဝန်လေးတော့နည်းနည်းလေးတော့ပူချိသွားတာပေါ့နော်ဟုတ်ပြီဗျာအဲ့တော့ညဆိုလည်းဒါကျွန်တော်တို့လီဗာပူးနဲ့ဒီ Manchester United ပွဲဆိုတာကြီးတဲ့ညီကိုတိုင်းသိတယ်လုံးဝ Manchester United ဆိုတာမျိုးကြီးက တကယ်ဟုတကယ်ဟုပေါ့နော်ဒါကျွန်တော်တို့ကောင်းမှုနဲ့ရလက်တွေကောင်းမှုနဲ့ဒီပြိသက်တွေဟိုဒါကောင်းမှုနဲ့ဖန်တီးမှုတွေပျော်ရွှင်မှုတွေနဲ့ဒါ Manchester United ပြိသက်တွေလောက်ပြီးသွားတာအလုံးလုံးဝအောင်အသိစရာပဲဘုနော်အဲ့တော့ဒါ Liverpool ကတော့တမိုးကြီးရဲ့ကစားသမားတွေကိုဒါငွေကြီးအမြောက်အများတွေခေါ်ခက်ခက်ခဲခဲတွေခေါ်ထားပြီးတော့မှဒါခြေသွမ်းမပြနိုင်တဲ့ကစားသမားတွေအများကြီးပဲဘုနော်အဲ့တော့ဘာပဲပြောပြော ကျွန်တော်တို့ညကမန်ချက်စတာယူနိုက်တက်အသင်းအတွက်လုံးဝကိုကျွန်တော်တို့ရဲ့ခေါင်းကြီးမကွာရကြီးကတော့အနိုင်ကိုတွင်းပြီးတော့ဒါပရိသတ်တွေပျော်ရှင်စေခဲ့တယ်ပေါ့နော်သူ့ရဲ့ခေါင်းတိုက်ကတမိုးရှိတယ်နော် brother ရဲ့တမိုးရှိတယ်နော် brother ရဲ့တနိုင်ငံလုံးကိုဒါပျော်ရွှင်အောင်လုပ်သွားတယ်ခေါင်းတိုက်ကပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနေ့မှာလည်းကျွန်တော်တို့မြန်မာစံတော်ချိန်တနိုင်30မှာကစားမယ်ကျွန်တော်တို့ဝဟန်သင်းနဲ့ဘရက်ဖို့သင်းလင်းကိုလိုတိုရှင်းလင်း30ပေးခြင်းနဲ့အဲ့တော့ဒီပွဲသင်းကိုကျွန်တော်မပြောခင်မှာ ကျွန်တော်ညီကိုတွေအတွက်မနေ့ကဒါကျွန်တော်ရွေးချယ်မှုမှာဆိုရင်အဲစပါကူပေါ်ကျွန်တော်တို့အဆင်ပြေတယ်ဖီယိုတီနာဘော်ရီကတော့ကျွန်တော်တို့အဲ90လောက်ရှုံးမယ်ပေါ့နော်90လောက်ရှုံးမယ်ကျွန်တော်ကံကံကြီးမှာ1.90ဆို easy ပြီးတော့90လောက်ရှုံးမယ် UE metric ball ရတော့ကျွန်တော်တို့20လောက်ရှုံးမယ် UE metric က brother တို့ရဲ့ရုပ်ပေါက်လုံးပါတယ်ရုပ်ပေါက်လုံးပါတယ်အဲ minute 80မှာ ဒီဂီတာဖီကနေပြီးတော့အနီနှစ်ကပ်ထိတာတော့နောက်ထပ်တကူမသွင်းနိုင်ဘူးဆိုတော့ရုပ်ပေါက်လုံးနဲ့ပေါ့နော်အဲ့တော့ညာကတော့ဒါကျွန်တော်ရဲ့ဒါပြန်ပြီးပက်ကဝယ်ထားတဲ့ညကိုတွေကတော့အဲ30ပေါ့30 40လောက်တိတော့အပေါင်းပြမလို့ကျွန်တော်တော့ထင်ပါတယ်မနေ့ကဒါ Telegram free channel join ထားတဲ့ညကိုတွေကတော့အချင်းနဲ့ဘီပါဝမှာဆိုကျွန်တော်ဘီပါဝရွေးချယ်ပြီးကြတယ်ကျွန်တော်တို့80လောက်တော့ရှုံးခဲ့မယ်အဲ framework နဲ့ frame back မှာတော့ကျွန်တော်ကဂူပေါ်ရွေးချယ်ပြီးကြတယ်ဆိုတော့ Telegram free channel ကတော့အဲစနေတနင်္ဂနွေနေ့ရက်စလုံးကတော့ကျွန်တော်တို့ တည်တည်လေးတွေပေါ့เนาะအကောက်လေးတွေရှုံးခဲ့တယ်ကျွန်တော်ရဲ့ဒါ VIP package ညီကိုတွေကတော့တောက်ကြစနေတနင်းခွန်တွေ၃ရက်လုံးအစဉ်ပြေခဲ့တယ်ထပ်ပြီးတော့ကျွန်တော်ပြောချင်တာကလေ brother road ဆိုဒါကျွန်တော်ရဲ့ Telegram channel joiner တွေညီကိုတွေဆိုသိမယ်เนาะကျွန်တော်ရဲ့ဒါ head to head audio night ဒီ head to head ဂိုးပေါ်မွေးစော်နေကျွန်တော်အဲတင်မိခဲ့တယ်ဗောနော်ဘာပဲပြောပြောအဲ assembly တာကျွန်တော်မြင်ရတယ်မနေ့ကဆိုလဲကျွန်တော်ဘာတင်ပေးခဲ့လဲဆိုတော့ကျွန်တော်တို့ဒါ CDA ပွဲစဉ်ခုမှာဆိုရင်ဒါပွဲတိုင်း BTTS no ဖြစ်တာတယ် boot ဗိုလ်တင်းကိုနိုးဖြစ်ထားတယ်အဲ့တော့ကျွန်တော်တို့တွေနောက်ပိတ်ဆုံးနှစ်ပွဲကြံမယ်အဲ့နှစ်ပွဲမှာဆိုကျွန်တော်တို့ဒါအတလန်နာနဲ့လာစီပွဲကိုကျွန်တော်တို့ဂိုးပုံမွေးဆော့ဖို့ပြောတယ်တကယ်လို့အဲ့ဒီပွဲဂိုးပုံကြားခဲ့ရင်နောက်ထပ် AC Milan ပွဲဂိုးပုံမွေးဆော့ဖို့ကျွန်တော်ပြောခဲ့တယ်အဲ့တော့အီတလီစီးပွဲရဲ့ပွဲစဉ်ကိုနောက်ဆုံးပိတ်ဘိုးပေါ်လေးကတော့လုံးဝကိုဒါကျွန်တော်တို့အပိတ်ပေါ့နော်ဘိုးပေါ်သွားတော့ကျွန်တော်တို့တွေဒါစားတူပြီးပြစ်လိုက်တာလုံးဝကိုအစီမီလန်ဘိုးပေါ်နဲ့အဆင်ပြေသွားတယ်ထပ်ပြီးတော့လဲ ဒီအီတလီစီးပွဲပွဲစဉ်ကမှပဲဒီအတလန်နာနဲ့အစီမီလန် ပွဲပေါ့နော်အတလန်နာနဲ့လာစီယိုပွဲဆိုလဲကျွန်တော်လာစီယိုအောက်ကြီးနိုင်ဖို့ကျွန်တော်ပြောခဲ့တယ်အစီမီလန်နဲ့ဖီယိုတီနာမှာဆိုလဲကျွန်တော်အောက်ကြီးနိုင်ဖို့ပြောခဲ့တယ်ဘာပဲပြောပြောဘရာသာတို့အဲ့ဒီအောက်ကြီးနိုင်တာလဲကျွန်တော်တို့90လောက်အပေါင်းပြတယ်ပြီးတော့ကျွန်တော်တို့ဒါဂိုးပုံမွေးစောဖို့ကလည်းဒါပြပြဝါစားရဲဆိုဘာပဲပြောပြောညီကိုတို့အဆင်ပြေမလို့ကျွန်တော်ထင်တာပေါ့နော်ကဲအဲ့တော့ကျွန်တော်တပွဲကောင်းလေးစားလိုက်အောင် အဲ့တော့တပွဲကောင်းလေးစမယ်ဆိုအခုလက်ရှိဒါဝမ်သင်းကတော့ဒါအရှင်ဒီ breakfast ကတော့အဝေးကွင်းအဝေးကွင်းဆိုတော့ဝမ်သင်းဒီအခုလက်ရှိပေးထားတဲ့ body zero level 30 body zero ပေးထားတယ်ကိုပေါင်းစင်းထဲမှာကျွန်တော်နှလုံးနှုတ်တရားဈေးထဲပေးထားတယ်အုံလုံးကွင်းအပြစ်ပြောရှင်ကွင်းရမယ်ဆိုပြီးတော့ဂျင်းဖွင့်တဲ့ပူကီတွေဒီဒါကျွန်တော်တို့တွေကိုဒါ ခေါ်ထားပါတယ်ပေါ့နော်အဲ့တော့လက်ရှိ current form လေးကျွန်တော်တို့တူကြည့်အောင်ဒီနှစ်2025မှာဆိုဝဟန်အိမ်ကူးမှာတကြိမ်တွေ့ဆုံလာတယ်ဝဟန်သင်းဒီ level 50 body ဈေးထဲကပေးထားပြီးတော့ Z1 ဆိုပြီးရလက်လေးနဲ့ breakfast ကအဝေးခွင့်နဲ့အနိုင်ရရှိထားတယ်အဲ့တော့အခုလက်ရှိပေးထားတဲ့ body ဈေးထဲနဲ့ရှင်ကြည့်မယ်ဆိုရင်ဒါဝဟန်သင်းရဲ့ body ဈေးထဲကကျွန်တော်တို့မှန်ကန်တယ်လို့ကျွန်တော်ယူဆလို့ရတာပေါ့နော်မှန်ကန်တယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့တော့ဝဟန်ရဲ့ အခုလက်ရှိ Premier League ကစားခဲ့တဲ့ current form ကိုအရင်မကြည့်ခင်မှာကျွန်တော်တို့ဒါ table လေးအရင်ကြည့်မယ်။ပွဲစဉ်ခွန်ပြီးသွားပြီ။ပွဲစဉ်ရှစ်ပေါ့နော်။ပွဲစဉ်ရှစ်မှာဆိုဒီနှစ်သင်းကနောက်ပိတ်ဆုံး။အဲ့တော့နောက်ပိတ်ဆုံးမှာဆိုအဲ Bravo ဒီအဆင့်16နေရာမှာရှိတယ်။ Wuhan ဒီအဆင့်19နေရာမှာရှိတယ်။အဲ့တော့ဒီ2025 2026ရာသီမှာဆိုရင် Wuhan ကလုံးဝကိုကျွန်တော်တို့ခြေသွမ်းပိုင်းဆိုင်ရာမှာလုံးဝကို ပြက်နေတာကျွန်တော်တို့မြင်ရတာမြင်ရတယ်အခု Bradford သည်အခုလက်ရှိ Premier League မှာဆိုတာ9ပွဲကစားထားပြီးတော့ကျွန်တော်တို့ဒါ9မှတ်ရလာတယ် Wolverhampton သည်9ပွဲကစားထားပြီးတော့6မှတ်ကိုရလာတယ်ဆိုတော့ Wolverhampton ကတော့ဒုံကံပဲအနေထားလေးဒီမှာကျွန်တော်မြင်ရတယ်ဟုတ်ပြီအခုလက်ရှိ Wolverhampton ရဲ့ကျွန်တော် current form ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒါပွဲစဉ်9ပွဲလောက်ကစားပြီးသွားပြီ Wolverhampton ရဲ့ဒါကျွန်တော်အိမ်ဝင် Premier League ကစားခဲ့တဲ့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာဆိုအခုလက်ရှိ3ပွဲဆက်တိုက်ပြီးအနိုင်မရှိတာကိုကျွန်တော်မြင်ရတယ် Wolverhampton သည် Chelsea ကို1-5နဲ့ကျွန်တော်ရှုံးခဲ့တယ် Tottenham Hotspur ကို0-3နဲ့ ရှုံးခဲ့တယ် Crystal Palace ကို1-2နဲ့ရှုံးခဲ့တယ်အဲ့တော့ Wolverhampton ဒီအခုလက်ရှိ Premier League ဒါအိမ်ဝင်းမှာအိမ်ဝင်း၃ဘွဲ့ကစားပြီးသွားပြီလုံးဝအနိုင်မရရှိခဲ့ဘူးအခုကျွန်တော်တို့၄ချိန်မြောက်မှာ Wolverhampton က ပရီးမီးယားလိနိုင်ပွဲပြန်လည်ရှာဖွေတွေ့ရှိမလားဆိုတော့ဒီနေ့ညမှာ brother တို့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့တပတ်က Bradford ကိုကြည့်မယ်ဆို Bradford ဒီလဲအဝေးဝန်းနိုင်ပွဲ brother တို့မရသေးဘူးအဲ့တော့ဒီနှစ်သင်းလုံးကတစ်သင်းကလည်းဒီ2025 2026 Premier League မှာအင်ဝင်းနိုင်ပွဲမရသေးတဲ့အသင်းဒီကျွန်တော်တပတ်က Bradford ကိုကြည့်မယ်ဆိုအဝေးဝန်းနိုင်ပွဲမရရှိထားတဲ့အသင်းအဲ့တော့နှစ်သင်းလုံးကတော့နှကမ်းပဲ့ခြင်းမီးမုန်နေတဲ့ပုံစံမျိုးဒါပေမဲ့ကျွန်တော်တို့ ဘရက်ဖို့ဒီအဝင်းဝင်းကစားတိုင်းလေဘရက်ဖို့ကအ ਨੇ ဆုံးတပွဲကိုတကူးတီသွင်းနိုင်တာကျွန်တော်မြင်ရတယ်အဲ့တော့ဘရက်ဖို့ရဲ့တိုက်စစ်ဒီအဝေးကွင်းမှာရှုံးတာရှုံးနေခဲ့တယ်ဘော်ဒီသေးတန်းနေကြာရင်ကြာခဲ့တယ်ဒါပေမဲ့ဘရက်ဖို့ဒီ BTD ရဲ့ yes တွေဖြစ်တယ်ပြီးတော့လေအပြန်အလှန်ဂိုးသွင်းတာတွေတွေ့ရတယ် တိုက်စစ်ကလည်းအ ਨੇ ဆုံးတကိုးရတာတော့ကျွန်တော်တို့မြင်ရတယ်အဲ့တော့ Brentford ရဲ့ဒီယာစီပရီးမီယာလိခုနှစ်ပွဲလောက်ကစားပြီးသွားပြီဆိုတော့ Brentford ရဲ့နိုင်ပွဲစီလေကျွန်တော်တို့ဒါအိမ်ဝင်းမှာစားကျွန်တော်တို့နိုင်ခဲ့တာကျွန်တော်တွေ့ရတယ် Manchester United ကို3-1ဆိုရလက်နဲ့အနိုင်ရရှိအောင်ကစားထားတယ် Chelsea ကိုတည်ရကစားထားတယ် Aston Villa ကို1-0ဆိုရလက်နဲ့ကစားထားတယ်အဲ့တော့ Brentford ရဲ့ဒီပရီးမီယာလိနိုင်ပွဲစီအိမ်ဝင်းမှာသာဖြစ်ပြီးတော့အဝေးဝင်းမှာနိုင်ပွဲလုံးဝမရရှိသေးဘူးအဲ့တော့ဘသူကပို့ပြီးဒီနေ့ညမှာ ပို့ပြီးအရေးကြီးတယ်တတဖက်သင်းကလည်းအိမ်ခွေးနိုင်ပွဲမရရှိတဲ့အသင်းတဖက်သင်းကလည်းအဝေးဝန်းနိုင်ပွဲမရရှိတဲ့အသင်းအဲ့တော့ဒီနှစ်သင်းတွဲဆောင်တဲ့အချိန်မှာကျွန်တော်တို့တွေကဘာကိုထည့်ပြီးစဉ်းစားရမလဲအဲ့တော့ကျွန်တော်စဉ်းစားဝဟန်းသင်းဒီနီးပြပြောင်းလဲလောက်ထားတယ် ်နီရိုစန်တိုကိုကျွန်တော်တို့ change ချက်သလုပ်တာပဲနီရိုစန်တိုသည်ဒါဝဟန်ကိုဒါပြောင်းရွှေ့ပြီးတော့ဒါကင်ွယ်ခဲ့တယ်အဲ့တော့သူသည်နှစ်ပွဲကင်ွယ်ပြီးသွားပြီးကျွန်တော် Everton နဲ့ဝဟန်မှဆိုဘောဝတေကြောင်းကစားထားတယ်ပြီးတော့လေဒါကျွန်တော် Arsenal 2 season နဲ့ရှုံးနေထားတယ်ဒါပေမဲ့ကျွန်တော်တို့ဂိုးပြတ်ချီပြတ်ရှုံးခဲ့ခဲ့တာမဟုတ်တဲ့အတွက်ဒီပြနီရိုစန်တိုတော့ကတော့ဒါဝဟန်သိမှာဒါအခြေအနေကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့လေဒါ Everton ဆိုလဲဒါကျွန်တော်တို့အောက်ကြီးအောင်ခဲ့တယ်ဒါ ော်ရီသေးအောင်ခဲ့တယ်။အာဆင်နယ်ဆိုတဲ့ဒါအောက်ကြီးပဲ။အခုလက်ရှိဒါဒီနေ့ညကစားမယ်တနါယီခွဲမှာတော့ဒါဝမ်ဟန်သင်သည်အိမ်ဝင်းကစားရမယ်ပြီးတော့လေဒါအထက်အထက်သင်းပုံစံလေးဖြစ်နေတာဆိုတော့ပို့ပြီးတော့ကျွန်တော်စဉ်းစားရမယ်။ဒီပြနီရိုစန်းတို့တို့တာ၃ပွဲမြောက်အိမ်ဝင်းပြိသက်ရှိမှာ နိုင်ပွဲကိုပြန်လဲရရှိအောင်ကစားနိုင်ပါမလား။နီးပြအသိနှသိမှာနီးပြအပြောင်းလဲဖြစ်သွားအဲ့နီးပြရဲ့ဂုံအဲ့နီးပြရဲ့ဒီကျွန်တော်တို့မောင်းနေအား ဘလောက်တိအရေးပါလဲဆိုတာဒီနေ့ညမှာ brother တို့မြင်ရလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်။ဘာဖြစ်လို့ဆိုတော့နီးပြတယောက်ရဲ့ image ကိုတင်ပြီးတာလဲဒီ तू အုတ်ချုံနေတဲ့ तू လက်ရှိသူ့ရဲ့တာ သူဒီနီးပြလှုပ်ပြီးနေသူ့ရဲ့ကစားသမားတွေကလည်းဒီနီးပြရဲ့ဒါဂုံကိုတင်ပြီးမှဖြစ်လို့တော့ကျွန်တော်ကတော့မြန်မာဆန်တော်ချိန်တနိုင်သုံးသိမ်းမှာကကစားမဲ့ဝဟန်းနဲ့ကျွန်တော် breakfast ပွဲလေးမှာဆိုတော့ကျွန်တော်ကတော့နီးပြနီရူဆန်တို့အတွက်အင်္ဂွင်းပြိသက်ရှိမှာပရမောင်ဦးဆုံးကစားမှာဖြစ်တဲ့အတွက်ကြောင့်မို့အနိုင်ရလက် အနိုင်သုံးမှတ်ကိုဒါပြန်လဲရှာဖွေနိုင်မယ်လို့ကျွန်တော်ကထင်တယ်အဲ့ဒီအတွက်ကြောင့်မို့ဘလို့ body ဈေးတမ်းပဲပေါ့ပေါ့ကျွန်တော်ကတော့အခုချိန်မှာဆိုကျွန်တော်စိတ်ကြိုက်ဘွဲကောင်းရွေးချယ်ပေးပါဆိုကျွန်တော်ကတော့ ဝဟန်ပေါ်ရင်းနဲ့ပဲကျွန်တော်ယက်တီကြည်မာတဲ့အကြိုက်တူတဲ့ညီကိုများနေတယ်လေလိုက်ဆုံးနိုင်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုးနေတဲ့တပွဲကောင်းလေးတွေတင်ဆက်ပေးဒီမှာဖြစ်တော့ကြောင်းလို့ဒါကျွန်တော်ကိုဝင်ပါရဲ့ YouTube channel တော်တော် channel လေးကို like subscribe လုပ်ပေးတာပါညီကိုတို့အမြင်နေရှိလဲကွန်မန့်နေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်ပြီးတော့လည်းကျွန်တော်ပြောနေကြတိုင်းပဲ Telegram channel လေးကို join မိတာပါ Telegram channel လေးမှာတော့ကျွန်တော်ကအမြင်နဲ့မနေ့ကဆိုလေ Liverpool ပွဲမှာဆိုလေကျွန်တော်ပြောခဲ့ပါတယ် Liverpool ဒီကံကံနီးမှာကျွန်တော်တို့1.20ကနေပြီးကျွန်တော်တို့1.50ဒီ body size တန်းကြီးညော့တာမြင် ရအတွက်လုံးဝမန်ယူချိန်သေးတယ်ဆိုပြီးကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲမန်ချက်စတာယူနိုက်တက်ဒီအနိုင်ရရှိတာမို့လို့ပွဲကစားငယ်ဒီ ကြေးပြင်းပြင်းလို့ကြေးပြော့ပြော့လို့ကျွန်တော်ရဲ့ဒါအတွေ့အကြုံလေးတွေကိုပြန်လဲဝေမျှပေးနေရမို့လို့အဲ brother တို့အတွက်ဒါအကျိုးမရုပ်စရာဘူးလို့ကျွန်တော်တော့အာမခံတယ်အဲ့တော့ brother တို့စီလည်းနေ့တတူကဒါကျွန်တော်တို့တပွဲစာနှစ်ပွဲစာအပေါင်းပြကျင်နေဆိုရင်ကျွန်တော်နဲ့လာရောက်လက်ကြီးပဲဖြစ်ဖြစ်လက်သေးပဲဖြစ်ဖြစ်လာရောက်လက်တွဲလို့ရတယ်ကျွန်တော်နဲ့တူတူဒါ fight လို့ရတယ်ပြီးတော့လည်းဒါထိုင်းရောက်နေတဲ့ညီကိုများထိုင်းပတ်အကောင်းရှိအောင်နဲ့တွေစော့ကစားလို့ရတယ်ဆိုတော့ကျွန်တော်ဒီနေရာကနေပြောချင်တယ် ဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်ကိုဒါစပွန်ဆာပေးထားတာ UFA ဖြစ်တယ်။ UFA မှာလာရောက်စော့ကစားရုံနဲ့ညီကိုတို့စီ2025 2026မှာပွဲများတရားစီတာလို့ရရှိမည်ဖြစ်တဲ့ကြောင်းဒီနေ့ကနေပြောခြင်းနဲ့ပြောလေကျွန်တော်စီမှာတော့ဒါ BMI package ဆိုတော့ကျွန်တော်ကအဲအရင်ကတော့ package ယူတယ်ပေါ့နော်။အခုနောက်မှာကျွန်တော်လုံးဝအခကြီးမှုမယူတော့ပါဘူးဆိုတဲ့ကြောင်းပြောကြရင်လည်း DP လေးကိုကျွန်တော်ဒီမှာပဲညီကုန်းချုပ်ညီမာတဲ့အဆုံးနည်းကြည့်ရှုရဲညီကိုတယောက်စီတိုင်းဒါကျမ်းမချမ်းသာကြပါဘူး။ကျမ်းမချမ်းသာကြပါဘူး။နော်အားလုံးပဲ goal လက်ပါ goal လက်ပါနော်။